နောက်ထပ်အကြောင်းအရာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့မှာနေတအောင်းပလောင်မြို့သားလွတ်မြောက်ရေးတပ်မတော် DNN တွေဆုတ်ခွာမဲ့အချိန်မှာကချင်လွတ်လပ်ရေးတပ်မတော် KIA ကမြို့အခြေဆိုင်ចောင်းသားတပ်မတော် ABSDN နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ရဲ့စစ်ရေးလှုပ်ရှားမှုများကိုကူညီဆောင်ရွက်ပေးမယ်လို့ကချင်လွတ်လပ်ရေးအဖွဲ့ KIA ရဲ့ပြောရေးဆိုခွင့်ရဘုံမှုကြီးနော်ဘူးကဒီကနေ့ပြောလိုက်ပါတယ်မိုးမိတ်မြို့နယ်အတွင်း ခရိုင်ရဲ့တက်ရင်34ရှိပြီ ABSDF PDF တို့နဲ့ပူးတွဲအခြေစိုက်ထားကြအောင် TNN တွေဆုတ်ခွာသွားရင် မိုးမိတ်မျိုးကိုစစ်ကောင်စီတက်လက်အောက်ကို မကြရောက်စေဖို့ခရိုင်ပကဖနဲ့မဟာမိတ်အင်အားစုများပူးပေါင်းပြီးဆောင်ရွက်သွားမယ်လို့ကတိပြုထားပါတယ်မိုးမိတ်မျိုးနယ်ထဲမှာကျွန်တော်တို့ခရိုင်ရဲ့တက်ရင်34ရှိတယ်ခရိုင် PDF တက်ပေါင်းစု အတူနေတယ်အခြေချထားတယ်မိုးမိတ်မျိုးနယ်ပတ်သက်လို့တီးတက် KIA ကတော့ ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ် ABSDF နဲ့ PDF တွေကို ကုညီတာမျိုးရှိနိုင်တယ်လို့ဘုံမှုကြီးနော်ဘူးကပြောပါတယ်။မိုးမိတ်ခိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ခိုင်ပတ်ကပ်ဖာကလည်းလက်ရှိအခြေအနေများအရမြည်သည့်အခက်အခဲကြုံတွေ့စေကောင်းမှုပြည်သူနဲ့တသားတည်းရှိနေမှာဖြစ်ကြောင်းစစ်ကောင်စီလက်အောက်ကိုမကြောက်ရွံ့စေဖို့နဲ့တော်လှန်ရေးအောင်ပွဲအမြန်ဆုံးရရှိရေးအတွက်ညီနောင်မဟာမိတ်များနဲ့ ဥပေါင်းချစ်တက်သွားမယ်လို့ဂရိတ္တစာပြုထားပါတယ်။တရန်နယ်တရားအောက်တိုဘာ29ရက်ကတရုတ်နိုင်ငံရဲ့ဂျောင်းဝင်စစ်ဆက်မှုကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်အခက်ရပ်ဆဲခဲ့ပြီးမိုးမိတ်နဲ့မိုးကုံမြို့များမှာပြန်လည်ဆုတ်ခွာမယ်လို့တရားဝင်သတင်းထုတ်ပြန်ကြေညာထားပါတယ်ရှင်။